မင်္ဂလာပါကျွန်တော်ဗစ်တာပါပြန်လည်ကြိုဆိုပါရစေ။ Wine နဲ့ပတ်သက်တဲ့ knowledge ပိုင်းတွေကို sharing လုပ်ပေးနေတဲ့သူတယောက်ဖြစ်ပါတယ်။ဗီဒီယိုသင်ခန်းစာတွေမတင်မီပြတာတော်တော်လေးကြာသွားပြီပေါ့နော်။အလုပ်တွေများနေတာကတကြောင်အကြောင်းမျိုးမျိုးကြောင့်မလုပ်ဖြစ်ဘူးပေါ့။ဒါပေမဲ့အခုကစပြီးတော့သင်ခန်းစာတွေကိုချိန်တစ်ခုပေးပြီးတော့ပြန်လည် ြုလုပ်ပေးသွားဖို့ရှိပါတယ်။နောက်ဆုံးတင်ပေးခဲ့တဲ့သင်ခန်းစာမှာ Flavor and Aromas of Wine အကြောင်းကိုတော်တော်များများပြောပြခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့သင်ခန်းစာမှာတော့ Old World Wine နဲ့ New World Wine တွေရဲ့အကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ် What is the difference between the old world wines and new world wine ဘောနော်ဆိုတော့ဒီသင်ခန်းစာကလည်း wine sommelier တယောက်အတွက်သိထားတဲ့အခြေခံအကြောင်းအရာတွေမှာ ပါတယ်ပေါ့နော်ကဘာပေါ်က wine တွေကို wine making process alike wine more ထားတဲ့ခံယူချက်တွေ alike background history တွေကိုလိုက်ပြီးတော့အမျိုးအစားခွဲခြားတဲ့နေရာမှာအင်အားအကြီးဆုံးအုပ်စုနှစ်စုရှိပါတယ်အဲ့ဒါတွေကတော့ old world wine နဲ့ new world wine ဆိုပြီးတော့ဖြစ်ပါတယ်ဒီသင်ခန်းစာပြီးသွားတဲ့နောက်မှာ ကျွန်တော်တို့ကဘာဘောကဝိုင်းတွေအကြောင်းတော်တော်များများကိုလိလာတဲ့နေရာမှာဒီသင်ခန်းစာကတော်တော်လေးအထောက်အကူဖြစ်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ပို့ပြီးတော့လိလာရ လွယ်ကူသွားမယ်ပေါ့နော်။ဆိုတော့ Old War Wine နဲ့ The New War Wine တွေကပါရီကွာရှားချက်ရှိလဲပေါ့။အဓိကအားဖြင့်ကွာရှားချက်၄ခုရှိပါတယ်။နံပါတ်၁အချက်ကတော့ Location ဖြစ်ပါတယ်။နံပါတ်၂အချက်က Wine Laws တွေပဲဖြစ်ပါတယ်။ ဝိုင်းပြုတ်လုပ်တဲ့နေရာမှာတန်တထိရှုပ်ထားတဲ့ဥပဒေသားတွေပဲဖြစ်ပါတယ်။နံပါတ်3အချက်ကတော့ leveling style ကွာရှားချက်ပဲဖြစ်ပါတယ်။ level ထိုးပုံထိုးနည်းကွာရှားတယ်ပေါ့နော်။ဝိုင်းမလင်းရဲ့ရှင်းမျက်နှာစာမှာတွေ့ရတဲ့အကြောင်းအရာတွေကိုရေးတဲ့နေရာမှာပေါ်ပြတဲ့နေရာမှာကွဲပြားမှုပဲဖြစ်ပါတယ်။နံပါတ်3အချက်ကတော့ character and taste of wine ပဲဖြစ်ပါတယ်။ wine style ကွာခြားမှုရှိခြင်းပဲဖြစ်ပါတယ်ကျွန်တော်ပရမအဆုံးအချက်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က location ပေါ့နော်ဒီ location ကွာဟာမှုမတူညီမှုပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့ဆိုလိုတာကကျွန်တော်တို့ကမ္ဘာမြေပုံပေါ်မှာဘယ်နေရာကနေထုတ်တဲ့ဝိုင်းလဲဒီလိုကွာခြားရှိပါတယ်ဒီအကြောင်းအရာကိုအသေးစိတ်ပြောဆိုလို့ရှိရင်တော့ကျွန်တော်တို့အရင်သင်ခန်းစာမှာပြောပြခဲ့မှုတယ်ကျွန်တော် history of wine အကြောင်းကိုအနည်းချင်းလေ့လာထားဖို့လိုအပ်ပါတယ် ဆိုတော့အဲ့ဒီအကြောင်းကိုနည်းနည်းလေးကျွန်တော်တို့ပြန်ပြီးတော့တွားလိုက်ရအောင်ပေါ့နော်ဝိုင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ကနေစပြီးတော့စတင်ထုတ်လုပ်တောက်သုံးလာကြတာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအရှိတီပြီးတော့စတင်ဖြစ်ပေါ်လာတဲ့ဒီကော်ရှာကပင်နေရာကနေစပြီးတော့အစပြုခဲ့တာလေပေါ့နော်ကျွန်တော်ပြောပြခဲ့မှုတဲ့သင်ခန်းစာမှာကျွန်တော်တို့အမေနီးယားနိုင်ငံမှာရှိတယ် ဒီ Iranic Cave 1မှာဒီ wine ဒီနေရာမှာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်က wine တွေထုတ်လုပ်ခဲ့ပါတယ်ဆိုတော့ evidence တွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်ဆိုဒီနေရာမှာ wine ကိုထုတ်တဲ့ verse တွေ wine ခွက်တွေဒီအကျွမ်းကြံတွေကို evidence အနေနဲ့ဒီရှေ့ဟောင်းသူတွေတည်ရတွေ့ရှိခဲ့တယ်ပေါ့နော်ဆိုတော့ဆိုကြပါစို့ဒီနေရာဒီဥရောပနိုင်ငံတွေထဲမှာပါတယ်ပေါ့နော်ဆိုတော့တမိုင်းမှတ်တမ်းအရာဒီနေရာကအစောဆုံးစတင်ပြီးတော့ထုတ်လုပ်ခဲ့တဲ့ ်နေရလို့ပြောလို့ရပါတယ်သူတို့အဲ့ဒီနောက်ပိုင်းမှာမှတစ်ဆင့်သူတို့ဒီ wine culture ကစတင်ပြီးတော့ပြန့်နှံ့လာတယ်ဥရောပတိုက်ကနေစပြီးတော့တခြားတိုက်တွေကိုပြောင်းသွားတယ်ဥပမာအမေရိကတိုက်ကိုရောက်သွားတယ်တခြားနိုင်ငံတွေရဒေသတွေကို ပြန့်နှံ့ရောက်ရှိသွားတယ်ပေါ့နော်သူတို့အရင်တည်လာတာကဒီဥရောပနိုင်ငံတွေကနေပြီးတော့စတင်ပြီးတော့အရင်တည်လာတယ်ဒီရင်ကျိမှုကနှစ်ပေါင်းများစွာကြာတဲ့နောက်မှာတခြားနိုင်ငံတွေကိုပြန့်နှံ့ ရောက်ရှိသွားတယ်ပေါ့နော်ဒီ wine culture က wine အကြောင်းကိုပြောမယ်ဆိုလို့ရှင်ဒီ old war ဆိုတာကပထမဆုံးစတဲ့ဖြစ်တည်လာခဲ့တဲ့နေရာဝန်းကျင်ဒေသကိုဆိုလိုတာဖြစ်ပါတယ်။ဒီနေရာဒေသလဲဆိုလို့ရှင်ကျွန်တော်အစောကပြောခဲ့တယ်ဥရောပဒေသကိုပြောရမှာဖြစ်ပါတယ်။ဒီဥရောပဒေသမှာဘယ်နိုင်ငံတွေပါမလဲဆိုတော့ကျွန်တော်တို့ကပြင်သစ်ပါမယ်၊ဂျာမနီပါမယ်၊စပိန်ပါမယ် အီတလီပါမယ်ပေါ့နော်ဒါကတော့အကျန်းအဖျင်ကျွန်တော်တို့ကဒီ wine နဲ့ပတ်သက်ပြီးတော့ပေါ်ပူလာဖြစ်တဲ့ဒီနိုင်ငံတွေကိုပဲကျွန်တော်ကဥရောပနိုင်ငံတွေကိုပဲခြုံပြီးတော့ပြောလိုက်တာပေါ့နော်ဆိုတော့ဒီဥရောပနိုင်ငံတွေမှာစတင်ပြီးတော့အရှိတီဖြစ်ပေါ်လာတဲ့ culture တခုလို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ဘာဖြစ်လို့ဒီဥရောပမှာစတင်ပြီးတော့အရှိတီလာလာလဲဆိုတဲ့အကြောင်းကိုထည့်သွင်းစဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးကသင်ခန်းစာမှာ wine and world climate မှာပြောပြခဲ့တဲ့အတိုင်းပဲ ဒီဝိုင်းကိုထုတ်လုပ်မယ်ဒီစပစ်ပင်တွေကောင်းကောင်းရှင်သန်ဖွံ့ဖြိုးနိုင်တယ်ရာသီဥတုကိုပိုင်ဆိုင်ထားတဲ့နေရာဒေသကလတ်တီကျူ30ဒီဂရီကနေပြီးတော့50ဒီဂရီချာမှရှိတယ်နိုင်ငံတွေလို့ပြောပြခဲ့ဘူးပါတယ်အစောကပြောခဲ့တဲ့ဒီဥရောပနိုင်ငံတွေကဒီဒီဂရီတွေချာမှတရှိနေတာဖြစ်ပါတယ်ဆိုတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အတိတ်ပဲရှိတယ်ပေါ့နော်ဒီနေရာဒေသမှာဒီစပစ်ပင်တွေကောင်းစွာပေါက်ရောက်နိုင်လို့ TY Culture ကစတင်ပြီးတော့ဖြစ်ပေါ်လာတယ်ပေါ့အဲ့ဒီနောက်ပိုင်းမှာမှတဆင်တခြားနိုင်ငံဒေသတွေကိုပြန့်နှံ့သွားတယ်ဆိုတော့ Old War နဲ့ New War ကြားကပထမအဆုံးအနေနဲ့ကွာရှားချက်က location ဆိုလိုတာက wine စတင်ပြီးတော့ wine culture ကစတင်ပြီးတော့ပေါက်ဖွားလာတဲ့နေရာဒေသကို Old War လို့သတ်မှတ်ကြတာဖြစ်ပါတယ်ဥရောပနိုင်ငံတွေပဲ ဖြစ်ပါတယ်ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က French ပါမယ် Italy ပါမယ် Spain ပါမယ် Germany ပါမယ်ပေါ့နော်ဒီနိုင်ငံတွေက wine နဲ့ပတ်သက်လို့ရှိရင်နာမည်ကြီးတဲ့နိုင်ငံတွေဖြစ်ပါတယ်ဆိုတော့ဒီ wine ရဲ့ culture ဒီ history မှာပေါ့နော်ဒီ wine ကိုထုတ်လုပ်လို့ရတဲ့စပစ်တီးတီးပြီးတဲ့စပစ်ပင်က Bitti vinifera မယ်ဖြစ်ပါတယ်တနည်းအားဖြင့် European wine လို့ခေါ်ကြတယ်ပေါ့နော် ဆိုဘာကြောင့် European Vine လို့ခေါ်လဲဆိုတော့ဒီဥရောပဒေသကနေပြီးတော့စတင်ပြထွန်းလာတဲ့ music ဖြစ်တဲ့အတွက် European Vine လို့ခေါ်ကြတာပဲဖြစ်ပါတယ်။ဆိုတော့ဒီ European Vine တွေကဒီဒီစပြည့် music တွေကဒီဥရောပဒေသကနေပြီးတော့တခြားနိုင်ငံတွေကိုပြန့်နှံ့သွားတယ်။ဒီလိုနိုင်ငံတွေမှာလည်းစတင်ပြီးတော့စပြည့်ပင်တွေစိုက်ပျိုးလာတယ်။နောက်တစ်ခု Wine တောက်တုံးနဲ့အလေးအကျင့်တွေစတင်ပြီးတော့ဖြစ်ထွန်းလာတယ်။ ဆိုဒီလိုနိုင်ငံမျိုးတွေကိုတော့ကျွန်တော်တို့က new world လို့သတ်မှတ်ကြတာပဲဖြစ်ပါတယ်ဆိုတော့ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်ဥရောပဒေသသည် old world ဖြစ်ပြီးတော့ကမ္ဘာနိုင်ငံအသီးသီးကကျန်တဲ့နိုင်ငံတွေကိုတော့ new world လို့သတ်မှတ်ကြတာဖြစ်ပါတယ်ဒါကအဓိကကွာဟချက်လေးချက်ထဲမှာမှာပရမအုံဆုံးနံပါတ်၁ချက်ပဲဖြစ်ပါတယ်အစောကပြောတယ် old world ကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ဝန်းကျင်တွေကနေပြီးတော့ ဝိုင်းကိုထုတ်လုပ်တဲ့တောက်သုံးခဲ့တဲ့ကာရှာကစတင်ခဲ့ပြီးတော့တခြားနိုင်ငံနေရာဒေသတွေကကြတော့လွန်ခဲ့တဲ့နှစ်ပေါင်းရာစုဝန်းကျင်လောက်ကနေစပြီးတော့ဒီဝိုင်းကာရှာကထုံးကားလာတဲ့ဝိုင်းတွေကြပစ်ပင်တွေ စိုက်ပျိုးကြတယ်ဝိုင်းတွေထုတ်လုပ်တဲ့ရောင်းချတဲ့တောက်သုံးကြတဲ့အလေးအထကဖြစ်ထွန်းလာတာဖြစ်ပါတယ် ဆိုတော့တစ်ပတ်ကဦးရောမှာနှစ်ပေါင်းထောင်ရှိနေပြီမဲ့ new world data မှာတော့နှစ်ပေါင်းရာခိုင်နှုန်းလောက်ပဲရှိသေးတာဖြစ်ပါတယ်ဒုတိယတစ်ချက်ကွာရှားချက်ကတော့ wine loss တွေပဲဖြစ်ပါတယ်ဒီနိုင်ငံရဲ့ဒီအဖွဲ့အစည်းတွေကဒီနိုင်ငံအแทမှာဒီနေရာဒေတာမှာဝိုင်းကိုထုတ်လုပ်မယ်ဆိုလို့ရှိရင်သူတို့သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေရှိပါတယ်ဒီလိုစီမင်းစည်းကမ်းတွေလုံထုံးလုံနီတွေကွဲပြားရှားနာမှုပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုစီမင်းစည်းကမ်းတွေရှိထားရလဲဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်ကဒီနေရာဒေသမှာထုတ်လုပ်တဲ့ဝိုင်းကဒီလိုစီးမြင်မျိုးတွေကိုလိုက်နာနိုင်မှာအည်သွေးပြည့်မီတယ်လို့ယူဆထားတဲ့အကြောင်းအရာတွေကြောင့်လည်းပါတယ်လို့ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်တော့ quality တစ်ခုကိုထိန်းထားနေတာဖြစ်တဲ့အတွက်ပဲဖြစ်ပါတယ်။အဲ့လိုမှမထိန်းထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့နေရာဒေသတစ်ခုကဝိုင်းနေမျိုးစုံရှိမယ်ထုတ်လုပ်သူတွေကလည်းမျိုးစုံရှိမယ် vineyard တွေကလည်းမျိုးစုံရှိမယ် ီ vignette တစ်ခုချင်းစီတိုင်းကသူတို့ပုံစံနဲ့သူတို့ထုတ်ချင်တယ်လို့ထုတ်မယ်ပြုတ်လို့ချင်တယ်လို့ပြုတ်လို့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒါစဉ်းစားကြည့်တာနဲ့သိတယ်ပေါ့နော်ရရှိလာတဲ့ wine က quality အမျိုးမျိုးတွေဖြစ်ပေါ်နေမယ်ဆိုတော့တခြားနေရာဒေသတွေကအမြင်မှာဒီနေရာဒေသကထွက်တဲ့ wine ကအရင်သေးကောင်းတဲ့ wine ကိုတောက်ပူးရလို့ဆိုလို့ရှိရင်တော့ဒီနေရာဒေသက wine ကောင်းတယ်လို့ပြောကြမှာပဲပေါ့နော် အရေးသွေးမကောင်းတဲ့ဝိုင်ကိုတောက်မိသွားတယ်ဆိုလို့ရှိရင်တော့ဒီနေရာဒေတာကဝိုင်ကမကောင်းလို့နာမည်ထွက်လာနိုင်တယ်ပေါ့ဆိုတော့အဖွဲ့အစည်းတွေကဘယ်လိုမျိုးစံသတ်မှတ်ချက်တွေထားလဲဆိုလို့ရှိရင်ဒီစပြစ်ခင်းမှာဒီ1ဒီဒီနေရာဒေတာမှာပေါ့နော်ဒီ region တစ်ခုမှာ winery တစ်ခုစပြီးတော့ပြုလုပ်တော့မယ်လို့ဒီမှတ်ပုံတင်တဲ့ကစီမင်းစည်းကမ်းတွေရှာပြီးတော့သတ်မှတ်ထားတယ်ပေါ့နော်ဒီစပြစ်ခင်းကိုဘယ်လိုမျိုးပြုပြင်မောင်းမှန်ရမယ်ဒီဆိုလိုတာကဒီတပင်နဲ့တပင်ကြားမှာဘယ်လောက်ထိ ဖြားပြီးတော့စိုက်ပြိုးရမယ် pruning လုပ်တဲ့ဟာတွေကအစဒီစပစ်ခင်းကို ပြုစုယူရပုံကအစသတ်မှတ်ချက်တွေနဲ့တွားကြရတယ်ပေါ့နော်ဆိုတော့ဒါမှလည်းနောက်တစ်ချိန်မှာအည်သွေးကောင်းတဲ့စပစ်တီးတွေတီးလာစေမှာဖြစ်ပါတယ်ဒီလိုစပစ်တီးတွေတီးလာမှပဲဒီ region ကထုတ်တဲ့ဝိုင်ကအည်သွေးကောင်းပုံမှာဖြစ်ပါတယ်ဆိုလိုရင်းတော့သဘောပေါက်မယ်လို့ထင်ပါတယ်ဆိုဒီလိုစီမင်းစီကန်းတွေကနိုင်ငံတွေအပေါ်လိုက်ပြီးတော့ကွဲပြားရှာနာမှုရှိပါတယ် ဒါကဒီစပစ်ပင်စိုက်ပျိုးနည်းတစ်ခုတည်းကိုသတ်မှတ်ထားတာမဟုတ်ပါဘူးဝိုင်းထုတ်လုပ်ပုံထုတ်လုပ်နည်းတွေလည်းပါတယ်လို့ဝိုင်းတွေကို blending လုပ်တဲ့ဒီစပစ်မတူညီတဲ့စပစ်အမျိုးအစားတွေကို ရောနှောပြီးတော့ဝိုင်းထုတ်လုပ်မယ်ဆိုလို့ရှိရင်လည်းဘလိုမျိုးစက်သတ်မှတ်ချက်တွေကို လိုက်နာရမလဲဆိုတဲ့အကြောင်းအရာတွေကအစအသေးစိတ်ကန့်သက်ထားတာတွေရှိပါတယ်ဆိုတော့နံပါတ်1အကြောင်းအရာဖြစ်တဲ့ wine laws တွေကွဲပြားရှာနာမှုက ဒီ old war နဲ့ new war မှာတော်တော်လေးကွာဟချက်တွေရှိပါတယ်။ဆိုတော့ပထမအဦးဆုံးအနေနဲ့ old war ကိုစတင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် old war မှာအထူးသဖြင့်ကျွန်တော်ဒီဥရောပဒေသတွေမှာပေါ့နော်ဒီ wine laws တွေနဲ့ပတ်သက်ပြီးတော့ဒီအဖွဲ့ဒီနိုင်ငံတနိုင်ငံရဲ့ဒီအဖွဲ့အစည်းတွေကတော်တော်လေးကိုတင်းကျပ်ထားတယ်လို့ပြောရမှာဖြစ်ပါတယ်။ vineyard ကိုစတင်ပြုလုပ်ချိန်ကနေစပြီးတော့နောက်ဆုံး bottling ဆိုတဲ့ cleaning ကို ထည့်သွင်းပြီးတော့ဈေးကွက်ကိုရောင်းချတဲ့အခြေရင်တိကိုဒီစီမင်းစည်းကမ်းတွေက တင်းကျပ်ထားတာဖြစ်ပါတယ်။အဲ့ဒီအထက်မှာဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်အစောကပြောခဲ့သလိုပဲစပစ်ခင်းကို maintain လုပ်ရတဲ့အကြောင်းအရာတွေပါတယ်။ဝိုင်းထုတ်လုပ်တဲ့နေရာမှာလိုက်နိုင်ရတဲ့အကြောင်းအရာတွေပါတယ်။ဘယ်လိုမျိုးစပစ်အမျိုးအစားကိုပဲအသုံးပြုပြီးတော့ထုတ်လုပ်ရမယ်ဆိုရင်အကြောင်းအရာတွေလည်းပါတယ်။ bottling မလုပ်ခင်မှာ aging process နဲ့ပတ်သက်ပြီးတော့လည်း တတ်မှတ်ထားတာတွေအများကြီးရှိတယ်နောက်တစ်ခု blending လုပ်တဲ့အခါမှာလည်းတတ်မှတ်ထားတာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီ overall မှာဒီ wine loss တင်တဲ့ပတ်သက်ပြီးဆိုလို့ရှိရင်တော်တော်လေးကိုတင်းတင်းကြပ်ကြပ်ရှင်းမှတ်ထားတာဖြစ်ပါတယ်အကယ်၍များဒီစီးမြင့်တွေကို မလိုက်နာဘူးဆိုလို့ရှိရင်ဒီတတ်မှတ်ထားတယ်ဒီအဖွဲအစည်းကနေပြီးတော့တတ်မှတ်ထားတယ်အမျိုးအစားတတ်မှတ်ချက်ဆိုရယ်အဆင့်အတန်းတစ်ခုကိုဖော်ပြလို့မရပါဘူး ဒီလိုအဖွဲ့အစည်းတွေကသတ်မှတ်ထားတဲ့အဆင့်အတန်းသတ်မှတ်ချက်တခုကိုအကျုံးဝင်နေတယ်ဆိုလို့ရှိရင်တော့ဒီစီမင်းတွေကိုလိုက်နိုင်ရတာပဲဖြစ်ပါတယ်ဆိုတော့ဒီစီမင်းစည်းကမ်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်သင်ခန်းစာတစ်ခုအနေနဲ့ပြုလုပ်ပြီးသွားပါမယ်ဆိုတော့ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ new world ဘတ်အချမ်းပေါ့နော်ဒီ new world ဘတ်မှာဆိုလို့ရှိရင်တော့ဒီစီမင်းစည်းကမ်းတွေကတော်တော်လေးဖြည့်ရော့ထားတယ်လို့ပြောရမှာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ United States မှာ ဒီ US ဘက်ကကယ်လီဖိုးနီးယားဘက်ကဝိုင်းနေတာဝိုင်းနေကဒီဥရောပဥရောပဘက်ကဝိုင်းနေလောက်တန်တထင်းရှုပ်ထားတာမျိုးကအများကြီးမရှိပါဘူးတော်တော်လေးကျော့နေတယ်လို့ပြောရမှာဖြစ်ပါတယ်ဒီဥရောပဘက်နဲ့ရှင်မယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ဒီနေရာဒေတာတွေမှာ wine ကို wine producer ကထုတ်လုပ်သူရှိသူစိတ်တည်းရှိတဲ့အတိုင်းထုတ်လုပ်ခွင့်ရှိတယ်။စီမင်းစီကန်းနည်းနည်းအနည်းချင်းမျိုးလောက်ကိုပဲနိုင်ရတာမျိုးပေါ့နော်။နောက်တစ်ခုက ဒီဝိုင်းထုတ်လုပ်တဲ့နေရာမှာဘလို့ပုံစံမျိုးကိုထုတ်လုပ်ရှင်တာလဲဆိုတဲ့အကြောင်းအရာကဒီစားသုံးတဲ့လူကဘလို့မျိုးအမျိုးအစားမျိုးကိုလူချင်းနှစ်သက်တာလဲဆိုတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ဒီ new world ဘက်ကလူတွေကဝိုင်းကို ထုတ်လုပ်တယ်ပေါ့နော်ဥရောပဘက်ကလူတွေကကြတော့ဒီဥရောပဘက်ကလူတွေကကြတော့အဲ့လိုမဟုတ်ဘူးသူတို့ပြုတ်လုခဲ့တဲ့လမ်းစဉ်အတိုင်း အရင်သွေးတစ်ခုကိုထိန်းထားတဲ့ဒီထိန်းထားတဲ့လမ်းစဉ်အတိုင်းပဲဝိုင်းကိုအကောင်းဆုံးဖြစ်အောင်ထုတ်လုပ်တယ်။ဒါကမှတောက်သုံးတဲ့လူတွေဘက်ကစိုက်နှစ်တက်တာမျိုးသူတို့ကအဲ့ဒီပုံစံအတိုင်းသွားတယ်ပေါ့နော်။တစ်ဖက် new world ဘက်မှာကြတော့ဒီတောက်သုံးတဲ့လူတွေကိုပို့ပြီးတော့ကြီးရွယ်တယ်ပေါ့။ဆိုလိုတာကဒီခေတ်ဒီဒီ ဒီခေတ်ဒီအချိန်မှာဒီတောက်သုံးတဲ့လူတွေကဘယ်လိုမျိုးဝိုင်မျိုးကိုသဘောကျတာလဲဘယ်လိုမျိုးဝိုင်မျိုးကိုပို့ပြီးတော့စိတ်ွက်ထဲမှာရောင်းအောင်ကောင်းမလဲဒီလိုမျိုးအကြောင်းအရာတွေပေါ်မူတည်ပြီးတော့ဒီ new world ဘက်ကဒီ region နေ producer တွေကထုတ်လို့ရောင်းချလေးရှိကြတာဖြစ်ပါတယ်နောက်တစ်ခုကဝိုင်ကိုအကောင်းဆုံးအရေးသွေးရရှိလာဖို့အတွက်သူတို့ကလိုအပ်ရင်လိုအပ်သလို blending လုပ်မယ် ီဝိုင်းထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေမှာလိုအပ်ရလိုအပ်သလို ပြောင်းလဲမှုတွေပြုလုပ်မယ်။ territory 2ဒီ loss တွေနဲ့ပတ်သက်ပြီးတော့တင်းကျပ်ထားတာမရှိတဲ့အတွက်သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သူတို့လိုချင်တယ်လို့အတော်များများကြီးကိုထုတ်လုပ်ခွင့်ရရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဒီ new world wine တွေကကမ္ဘာရဲ့ဈေးကွက်နေရာတော်တော်များများမှာ နေရာတစ်ခုအထိယူလာနိုင်တာလို့ပဲပြောရမှာ ဖြစ်ပါတယ်တပတ်ချမ်းမှာရှိတယ် old world မှာကြတော့ကျွန်တော်အစောကပြောခဲ့သလိုပဲသူတို့ကဒီ loss တွေကိုလိုက်နာရတယ်ဥပမာအပြင်ကျွန်တော်ဒီနှစ်မှာရာသီဥတုမကောင်းဘူးဆိုလို့ရှိရင်မကောင်းတဲ့အတိုင်းပဲဒီ wine ကိုသူတို့ဆက်ပြီးတော့ထုတ်ရှင်လဲထုတ်မယ်မထုတ်ရှင်လဲတခြား planning လုပ်တဲ့နေရာမှာအတိုင်းအတာတစ်ခုပြီးပြန်ပြီးတော့အသုံးချမယ်ရာသီဥတုကောင်းမွန်တဲ့နှစ်မျိုးမှာ wine ကိုကောင်းကောင်းမွန်မွန်ထုတ်လုပ်တယ်ဈေးကွက်မှာတန်ဖိုးကြီးကြီးနဲ့ရောင်းရှာတယ်ပေါ့နော် တစ်ဖက်ရှားမှာရှိတဲ့ new war မှာကြတော့အဲ့လိုမျိုးမတွားဘူးပေါ့နော်အများသောအားဖြင့်ပေါ့ဒီရာသီဥတုမကောင်းခဲ့ဘူးဆိုပေမဲ့လည်းဒီဝိုင်းထုတ်လုပ်ပုံထုတ်လုပ်နည်းတွေမှာသူတို့ကလိုရရင်လိုရတယ်လို့ပြုပြင်ပိုင်ဝဲလည်းရှိတယ်လို့ကျောနောပိုင်ဝဲလည်းရှိတယ်ပေါ့ဆိုတော့ဒါကနံပါတ်1အကြောင်းအရာဖြစ်တဲ့ wine loss တွေကွာဟာချက်ပဲဖြစ်ပါတယ်။ Overall မှာ wine loss တွေကတင်းတင်းကြပ်ကြပ်ရှိတယ် new world မှာက wine loss တွေနဲ့ပတ်သက်ပြီးတော့ဖြေလျော့ထားတာတွေအများကြီးရှိတယ်ပေါ့ဆိုတော့နံပါတ်3အကြောင်းအရာကိုဆက်ပြီးတော့သွားရမယ်ဆိုလို့ရှိရင် leveling style ပဲဖြစ်ပါတယ်ဆိုတော့ wine တစ်လုံးကိုကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်ရှေ့မှာအညွှန်းမှာရေးထားတဲ့ level တွေကိုကြည့်ပြီးတော့ old world နဲ့ new world ကိုလည်းခွဲခြားလို့ရတာပဲဖြစ်ပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ဒီ old world wine ရဲ့ level တက်တဲ့ပုံစံမျိုးကိုပြောရမယ်ဆိုလို့ရှိရင် ိုးရောဝိုင်းဒီမှာ winery ပါမယ်ဒီ wine region ပါမယ်ဒီ wine ရဲ့ဒီအဖွဲ့အစည်းတွေကနေသတ်မှတ်ပေးထားတဲ့အဆင့်အတန်းအမျိုးအစားတစ်ခုပါမယ် vintage ပါမယ်ဒီ alcohol percent ပေါ့နော်ဒါကတော့ wine လေးတော့ wine လေးနေအကုန်လုံးမှာထည့်သွင်းရတယ်ပေါ့နော်။ဆိုတော့အဲ့ဒါလောက်ပဲပါပါတယ်။ဆိုတော့ဒီ wine တစ်လုံးကိုကြည့်ခြင်းအပြင်သူ့ရဲ့ quality ကိုသူ့ရဲ့အမျိုးအစားကိုနားလည်ဖို့ အတွက်ကနည်းနည်းလေးခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ DUI ကိုဘလိုမျိုးစပြည့်အမျိုးအစားကနေထုတ်လုပ်ထားလဲဆိုတာလည်းကျွန်တော်တို့ကမသိရှိရဘူး။ဆိုတော့ဒါကိုသိရှိဖို့အတွက်ကကြတော့ဒီ over နေရာဒေတာတွေကနေပြီးတော့ wire region ကြီးရဲ့အကြောင်းကိုအသေးစိတ်သိရှိထားမှသာကျွန်တော်တို့ကဒီ level တွေကိုဖတ်တဲ့နေရာမှာအသုံးဝင်မှာဖြစ်ပါတယ်။ဆိုလိုတာကဒီ overall wire နေမှာစပြည့်အမျိုးအစားကိုထည့်သွင်းရေးလေ မရှိပါဘူးဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြင်သစ်နိုင်ငံက Burgundy ပေါ့နော်ဒီ Burgundy လို့ Burgundy region လို့ကြီးထားတဲ့ wine တစ်လုံးမှာသပြည့်မျိုးစားကိုကျွန်တော်တို့ကဒါ white wine ဆိုလို့ရှိရင်ကျွန်တော်တို့က Chardonnay ပေါ့နော်အဲ red wine ဆိုလို့ရှိရင်ကျွန်တော်တို့က Pinot Noir ဆိုပြီးတော့ဒါက auto သိရတယ်ပေါ့နော် ဆိုတော့အဲဒီလိုမျိုးရှုပ်ထွေးမှုရှိရပေါ့ဒီလိုပဲတခြားနေရာဒေတာတွေကလည်း the KNT ဆိုလို့ရှိရင်လည်းဒါဘယ်လိုမျိုးသဖြင့်အမျိုးအစားလဲဒီလိုပဲ one near region တွေကိုလိုက်ပြီးတော့ကျွန်တော်တို့ကဒီ two two region မှာအသုံးပြုခွင့်ပေးထားတဲ့သဖြင့်အမျိုးအစားကဘာဖြစ်မလဲဆိုတဲ့ဟာကိုဆက်ဆက်တွေးခေါ်ပြီးတော့ဒီသဖြင့်အမျိုးအစားကို သိရှိရတာပဲဖြစ်ပါတယ်ဆိုလိုတာက wine library နဲ့ပတ်သက်မယ်ပတ်သက်ပြီဆိုလို့ရှိရင်ဒီ overall မှာကနားလည်ရတာနည်းနည်းခက်ခဲတယ်ပေါ့နော်တပတ်အရှမ်းမှာရှိတယ်ကျွန်တော်က new world အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ wine library ကအရန်ကိုယူရှင်းတယ် binary နာမည်ပါတယ်ကျွန်တော်တို့ကပင်နေရဒေတာကထုတ်လုပ်တာလဲဆိုတာပါတယ်ဘလိုမျိုးစပြည့်အမျိုးအစားကိုအသုံးပြုထားလဲဆိုတာလဲပါတယ် vintage မှာထုတ်တာလဲဆိုတာလဲ ပါတယ်ကျတော့အယ်ကိုဟောဘလောက်ပါလဲဆိုရက်ကြီးညွန့်ချက်ကလည်းပါတယ်ပေါ့နော်ဆိုတော့ဒီ new world wine တွေမှာ wine label ကိုဖတ်ရတာတော်တော်လေးလွယ်ကူမှုရှိတယ်ပေါ့နော်သိပြီးတော့ခက်ခက်ခဲခဲမရှိဘူးဥပမာဆိုကြပါစို့ကျွန်တော်တို့ကယ်လီဖိုးနီးယားဆွန်နိုမာဆိုလို့ရှိရင်ဒီကယ်လီဖိုးနီးယားပြည်နယ်ကဒီဆွန်နိုမာ region ကနေထုတ်တယ်ကျွန်တော်တို့ကဒါ Cabernet Sauvignon လာအဲ W စပိအမျိုးအစားလဲဆိုတော့သူကအသေးစိတ်အောက်မှာပါထားပြီးသားဖြစ်တဲ့အတွက်တနားလဲရတာလွယ်တယ်ပေါ့နော် ဆိုတော့ဒီဒီနှစ်ခုกว่าဟာချက်ရှိတယ်ပေါ့ဆိုတော့ဒီ old war နဲ့ new war မှာ old war wine တွေက wine level နဲ့ပတ်သက်လို့ရှိရင်နားလည်ရတာ knowledge တစ်ခုရှိတာမှာအဆင်ပြေနိုင်တယ် new war wine တွေကြတော့ wine level ကို ဖတ်တတ်ဖို့အတွက်ကသိပြီးတော့ knowledge မရှိထားရင်တော့မှပဲနားလည်လို့ရတယ်ပေါ့နော်ဆိုတော့ဒီกว่าဟာချက်ရှိပါတယ်ဒါပေမဲ့လည်းအခုနောက်ပိုင်းအချိန်ကာလတွေမှာတော့ ကျွန်တော်တို့ကဒီ marketing သဘောတရားအရာဒီ overwhelm နေမှာလဲသပြည့်အမျိုးအစားကိုထည့်သွင်းရေးလာတာမျိုးတွေတွေ့ရှိရပါတယ်ကျွန်တော်တို့ဒီပြင်သစ်ကနေပြီးတော့ထုတ်တဲ့ seven new blog ဆိုလို့ရှိရင်လည်းကျွန်တော်တို့ seven new blog ဆိုပြီးတော့ဒီ wine level မှာရေးထားတဲ့ခုနှစ်တက္ကသိုလ်ကိုရေးထားတဲ့ winery ကိုရေးထားတယ်ပေါ့နော်ဒါကအနည်းအချင်းလောက်ပဲဖြစ်ပါတယ်ဒီ wine နာမည်ကြီးတဲ့ wine တော်တော်များများဆိုလို့ရှိရင်ရေးလိရေးထားမရှိသေးပါဘူးအခုချိန်ထိ ဒီ wire level ကိုဖတ်တက်ဖို့အတွက်က knowledge တခုရှိတာမှပဲအဆင်ပြေနေစေဖြစ်ပါတယ်ဒီလိုပါပဲတခြားတစ်ဖက်ချမ်းဖြစ်တဲ့ new world wire တွေကလည်းတစ်ခါတလေကြလို့ရှိရင်အခုနောက်ပိုင်း wire တွေမှာသပြင်းမျိုးစားတွေရေးထားရေးလာတာမျိုးတွေမရှိတော့ဘဲနဲ့ကျွန်တော် blending လောက်လာတဲ့လေးထားမျိုးတွေရှိတယ်ကျွန်တော် old world style ကိုယူပြီးတော့ wire တွေကိုကျွန်တော်ကသပြင်းမျိုးစားအစုံကို blend လုပ်ပြီးတော့မှ wire တွေထုတ်လွှတ်လာတာမျိုးတွေလည်းအများကြီးရှိပါတယ်အရင်ကလည်းရှိတယ်ပေါ့နော် အခုနောက်ပိုင်းဝိုင်းနေမှာတော့ဒီ overall style သူတဖြင့်ကျွန်တော်တို့ကဒီ Bordeaux blend ကဒီ California အဘတ်ထဲမှာနာမည်ရလာတယ်ပေါ့နော်ဒီ Bordeaux blend style မျိုးကို California ဘတ်ထဲကထုတ်လုပ်လာတဲ့ဝိုင်းတွေလည်းအရင်ကလည်းရှိတယ်လို့အခုလည်းပို့ပြီးတော့တွေ့လာတာတွေရှိတယ်ပေါ့နော်ဆိုတော့ဒါကခေတ်ရဲ့ပြောင်းလဲလာမှုကြောင့်ပြောင်းလဲလာတဲ့အကြောင်းအရာတွေလည်းကတခုလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းပုံဒီအဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့ overall wine ကြီးက leveling style ဒီ grave varietal ကိုဖော်ပြမယ်အစားသူရဲ့ region တခုကိုပဲဖော်ပြပြီးဖော်ပြထားလေရှိပါတယ်နောက်တစ်ခုက oro wine ဒီမှာဒီ level ကိုဖတ်တဲ့ပုံက knowledge တခုရှိတာမှာအဆင်ပြေနိုင်ပါတယ်တစ်ဖက်ချက်မှရှိတယ် new world wine ဒီမှာတော့ဒီ wine မလင်းရဲ့အသေးစိတ်အကြောင်းအရာတွေကိုအတိအကျဖော်ပြလေရှိပါတယ်နောက်တစ်ခုအကြောင်းအရာဖြစ်တဲ့ကျွန်တော် character and taste of wine ပေါ့နော် ဒီဝိုင်းရဲ့အရသာကရောဝါဟမှုရှိလားဒီ old world wine နေနဲ့ new world wine နေမှာပါများအရသာကွာဟချက်ရှိမလဲဆိုတော့ဒီအကြောင်းအရာမှာတော့ကွာဟချက်ကအရန်တိတိတတကြီးကွာဟတာမျိုးမရှိဘူးဆိုတော့ညာလို့ပဲဆိုတော့ညာလည်းပဲအတိုင်းတာတစ်ခုထိတိတိတတကွာရှားနေရတာရှိပါတယ်သူရဲ့အရသာကရောဘလို့ကွာရှားမှုရှိလဲပေါ့နော်ဆိုတော့ဒီအကြောင်းအရာကိုပြောရမယ်ဆိုလို့ရှင်တော့ ကျွန်တော်တို့အရင်တုန်းကပြောပြခဲ့တဲ့အတိုင်းပဲ wine and world climate ရဲ့အကြောင်းအရာလေးတချို့ကိုထည့်သွင်းပြီးတော့ပြောပြဖို့လိုအပ်ပါတယ်ဆိုလိုတာကဒီ over the europa night europa နေရာဒေသမှာတည်ရှိတဲ့အတွက်ဒီ europa ဒေသရဲ့ထုံးစံအတိုင်းသူတို့ကရာသီဥတုအေးပိုင်းနေရာဒေသကို ပိုင်ဆိုင်ထားတယ်ပေါ့နော်ဆိုတော့ဒီစပစ်တီးရဲ့သဘောတရားအတိုင်းပဲအေးတဲ့နေရာဒေသမှာနေအောင်ကြီးရရှိမှုညော့နေတယ်နေအောင်ကြီးရရှိမှုညော့နေတဲ့အတွက်စပစ်တီးတွေကဒီ sugar တဲ့ရရှိဖို့ခက်ခဲတယ်ပေါ့နော်ခဲရင်းတယ်ပေါ့ဆိုတော့ဒီတီးလာတဲ့အတီးမှာဒီ acidity ပိုပြီးတော့များတယ်ပေါ့ဆိုတော့ဒီလို acidity ပိုများတဲ့အတွက်ရလာတဲ့ wine မှာလည်းပိုပြီးတော့ high acidity ဖြစ်တယ်ပေါ့နော်ဒါကလည်းနည်းနည်းလေးတွေးကြည့်လိုက်တာနဲ့သိနိုင်တယ်ပေါ့နော် ဆိုတော့ high acidity ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ alcohol percent ကြီးပြောနေတယ်ပေါ့ဆိုတော့ဒါအရင်တော့ကျွန်တော်ပြောပြခဲ့ပြီးဖြစ်ပါတယ်နည်းနည်းလေးပြန်ပြောပြတဲ့သဘောပေါ့နော်ဆိုတော့ဒီ overall wine ရဲ့ထုံးစံအတိုင်းပဲသူက alcohol percent ကြီးအရင်များပြီးတော့ full body ကြီးဖြစ်နေတာမျိုးမဟုတ်ပါဘူးအတော်များများကိုပြောတာပေါ့နော်ဆိုတော့သူရဲ့ style ကပို့ပြီးတော့ white wine မှာဆိုလို့ရှိရင်ပို့ပြီးတော့ high acidity ဖြစ်မယ် low alcohol ဖြစ်မယ်ပို့ပြီးတော့ balance နည်းနည်းပို့ဖြစ်တယ်ပေါ့နော်ဆိုသူရဲ့ style ကိုကအဲ့ဒီလိုမျိုးပုံစံအတိုင်းပဲသွားတယ်ပေါ့နော်တစ်ဖက်ချမ်းမှရှိတယ် new war မှာကြတော့ဒီ wine ရဲ့ style ကဒီနည်းနည်း warm ဖြစ်တဲ့နေရာဒေသတွေမှာအရှိတိလာတာဖြစ်တဲ့အတော့နေရောင်ကြီးပို့ရတယ်နေရောင်ကြီးပို့ရတဲ့အတွက်ဒီစပစ်သီးတွေက the sugar level က high ဖြစ်တယ် sugar level high ဖြစ်တဲ့အတွက်သူ့ရဲ့ process အတိုင်းပဲရရှိလာတဲ့ wine မှာ alcohol percentage များမယ် alcohol percentage များတယ်လို့မျိုးသူ့ရဲ့ body ကလည်းပို့ပြီးတော့ full ဖြစ်တယ်ပေါ့နော်ဆိုတော့ပို့ပြီးတော့ full ဖြစ်တယ် robust ဖြစ်တယ် full body လို့ပြောရမှာဖြစ်ပါတယ် alcohol percentage များမယ် acidity အဖြစ်ကတော့ balance ဖြစ်မယ်အရင်ကြီး high နေတာမျိုးလည်းမရှိဘူးပို့ပြီးတော့ fruit forward ပေါ့နော် fruitiness ဖြစ်တယ်ပေါ့ white wine နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကများသောအားဖြင့်ပို့ပြီးတော့ fruitiness ဖြစ်တယ်ပေါ့နော် fruit forward flavor ရရမယ် acidity အရင် high ဖြစ်မနေဘူးပေါ့နော်ဆိုတော့နောက်တစ်ခုက alcohol level က high ဖြစ်တယ်ပေါ့နော်နောက်ထပ် tannin ကလည်း high ဖြစ်တယ် high tannin ဖြစ်မယ် high alcohol ဖြစ်မယ် full body ဖြစ်မယ်ပေါ့ဒါက new world wine ရဲ့ style ပဲဖြစ်ပါတယ် old world wine တွေမှာကြတော့ medium body ဖြစ်မယ်ဒီ acidity က a little bit high ဖြစ်မယ်ပေါ့နော် alcohol ကလည်း medium လောက်ပဲဖြစ်မယ်ဒီ character ဘိုင်းဒီ taste ဘိုင်းနဲ့ပတ်သက်လာပြီဆိုလို့ရှင်တော့ အနေချင်းအဲ့လိုကွာဟာချက်မျိုးတော့ရှိရပေါ့နော်သူတို့နံပါတ်၄အကြောင်းအရာဖြစ်တဲ့ character and taste of wine အကြောင်းကိုအချင်းချင်းပြောရမယ်ဆိုလို့ရှိရင်နော် overall wine တွေကပို့ပြီးတော့ light ဖြစ်တယ် high acidity ဖြစ်တယ် medium body ဖြစ်တယ်ပေါ့နော်ဒီ new world wine တွေမှာကြတော့ပို့ပြီးတော့ full body ဖြစ်တယ်ပို့ပြီးတော့ alcohol percentage များတယ်ပို့ပြီးတော့ tanning က high ဖြစ်တယ်ပေါ့နော်ဒီလိုပဲအကြအဖြစ်သုံးသပ်မှာ ဖြစ်ပါတယ်သို့တော်ညာလည်းပဲကျွန်တော် overall country တွေထဲမှာဒီ Europe နိုင်ငံတွေထဲမှာတချို့နေရာဒေသတွေက warmer ဖြစ်တဲ့ရာသီဥတုကိုပိုင်ဆိုင်ထားတဲ့နေရာဒေသတွေလည်းရှိပါတယ်ဥပမာအပြင်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Italy ပေါ့နော် Italy ကရာသီဥတုကတချို့နေရာဒေသတွေမှာပူရဲပတ်တယ် warmer ဖြစ်တဲ့ဘက်ထဲပါပါတယ်ဒီလိုနေရာဒေသက wine နေဆိုလို့ရှိရင်တော့ကျွန်တော်အရင်တော့က wine and world climate မှာပြောပြခဲ့တဲ့သဘောတရားအတိုင်းပဲ ဒီ grape တွေကပို့ပြီးတော့ဆန်းလိုက်ရတဲ့အတွက်ပို့ပြီးတော့ sugar level high ဖြစ်တဲ့ sugar level high ဖြစ်တဲ့အတွက်ရလာတဲ့ wine ပါလဲ high alcohol ဖြစ်တယ်ပေါ့ဆိုတော့ဒီလိုမျိုးအကြောင်းအရာတွေလည်းရှိပါသေးတယ်ဒါပေမဲ့လည်းများသောအားဖြင့်တော့ old wine တွေနဲ့ကျွန်တော်ကဒီ new wine တွေနဲ့ရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အစောပိုင်းကာလတွေကပြပြခဲ့တဲ့အတိုင်းပဲဒီ wine ရဲ့ character and taste ကကွာဟရှာရှိနေတတ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြပြခဲ့တဲ့အကြောင်းအရာတွေဖြစ်တဲ့ဒီ World War 1နဲ့ဒီ New World War 1ရဲ့ကွာဟချက်တွေကတော့နံပါတ်၈ချက်အနေနဲ့ location ကွာဟချက်ရှိတယ်။ကဘာရဲ့ဘယ်နေရာကထုတ်လုပ်တာလဲဆိုတဲ့ပုံမူတည်ပြီးတော့ကွာဟချက်ရှိတယ်။နံပါတ်၈နံပါတ်၂အချက်အနေနဲ့ဒီ wine loss တွေကွဲပြားခြားနာချက်တွေရှိတယ်။နံပါတ်၃အချက်အနေနဲ့ leveling style တွေကွဲပြားခြားနာချက်ရှိတယ်။နံပါတ်၄အချက်အနေနဲ့ character and taste of wine ပေါ့နော်။ဒီ wine ရဲ့အရသာတွေ ကွဲပြားခြားနားမှုရှိတယ်ဒီလိုဒီအကြောင်းအရာတွေကိုသိရှိထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က1 million သလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါက old world ဘက်က1လား new world ဘက်က1လားဆိုတဲ့အကြောင်းကိုပထမဆုံးခေါင်းထဲကိုစပြီးတော့အတွေးဝင်လာမယ်ဒီလိုဝင်လာတဲ့အကြောင်းအရာပေါ်ကနေစပြီးတော့ဒီ1ရဲ့ character ဘိုင်း taste ဘိုင်းကိုစတင်ပြီးတော့တွေးခေါ်လို့ရတဲ့အလေးအချင်တစ်ခုရရှိလာမှာဖြစ်ပါတယ် တော့ D1 ကတော့ Old World ဘက်ကဝိုင်လာ New World ဘက်ကဝိုင်လာဒီ New World ဘက်ကဝိုင်မှာမှာ A ရဲ့နေရာဒေသကဝိုင်လာဒါမှမဟုတ် One Mark ဖြစ်တဲ့နေရာဒေသကဝိုင်လာဒီပုံမှာမူတည်ပြီးတော့ test test ဆင်စဉ်းစားသွားရတာမျိုးဖြစ်ပါတယ်ဥပမာဆိုကြပါစို့ကျွန်တော်တို့ကဝိုင်မလင်းသလုံးကိုတွေ့ပြီး Burgundy ပေါ့နော် Burgundy ဝိုင်ကိုတွေ့ပြီး Burgundy ဆိုတာကတော့ကျွန်တော်တို့ဒီပြင်သစ်က Burgundy ဒေသကထုတ်လုပ်တဲ့ဝိုင်မျိုးစားပဲဖြစ်ပါတယ်ဆိုတော့ ကိုယ့်ရဲ့ခေါင်းထဲမှာစပြီးတော့တွေးရမှာဘာဂနီဆိုလို့ရှိရင်ကျွန်တော်နောက်ပိုင်းကျတင်ကန်းစာအသေးစိတ်အနေနဲ့သွားပြမိပါဘောเนาะဒီ great varietal တွေအကြောင်း the region တွေအကြောင်းကိုသွားတဲ့အခါကျလို့ရှိရင်တော့အသေးစိတ်ပြောပြပေးမှာပေါ့ဆိုတော့ဘာဂနီမှာ red wine ဆိုလို့ရှိရင်ကျွန်တော် pinot noir ကအဲအဓိကအနေနဲ့ထုတ်လုပ်တယ် white wine ဆိုလို့ရှိရင်တော့ကျွန်တော်တို့က chardonnay ကနေပြီးတော့အဓိကအပြင်ထုတ်လုပ်တယ်ဆိုတော့ burgundy က french မှာရှိတယ်ဒီပြင်သစ်မှာရှိတဲ့ region တစ်ခုတည်း north ပိုင်းလား south ပိုင်းလားအထက်ပိုင်းလားအောက်ပိုင်းလားပေါ့နော်ကျွန်တော် equator နဲ့ဝေးသွားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့သူ့ရဲ့ရာသီဥတုက A နိုင်တယ် equator ရဲ့နီးတယ်ဆိုလို့ရှိရင်ရာသီဥတုကလည်းပို့ပြီးတော့1မှာဖြစ်မယ်ဒီပုံမှန်မူတည်ပြီးတော့ဒီနေရာဒေသက A တဲ့နေရာဒေသလား1မှာဖြစ်တဲ့နေရာဒေသလားဒီလိုမျိုးသုံးသပ်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ burgundy ကများသောအားဖြင့်ရာသီဥတုကို A တဲ့နေရာဒေသတစ်ခုလို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ဒီလို A တဲ့နေရာဒေသမှာအထူးသဖြင့်က အထူးသဖြင့်ကကျွန်တော်တို့က white wine ဆိုလို့ရှိရင် shadow နဲ့ကျွန်တော်တို့ red wine ဆိုလို့ရှိရင် pinot noir ဒီလိုမျိုးဒီလိုမျိုးစပြည့်မျိုးတွေကပို့ပြီးတော့ကောင်းကောင်းမွန်မွန်ပေါ့ရောက်နိုင်တယ်ပေါ့နော်အရန်အေးတဲ့နေရာ data ဆိုလို့ရှိရင်တော့ကျွန်တော် rain sling လို့ပါတော့ဖြစ်သွားတာပေါ့ဆိုတော့ဒီရဲ့ wine ရဲ့ character ကိုသုံးသပ်တဲ့နေရာမှာဆိုတော့ကျွန်တော်တို့ကစဉ်းစားကြည့်တာနဲ့သိတယ်ပေါ့နော်ဒီလိုအေးတဲ့နေရာ data ကနေလာတယ်အဲဆိုကြပါစို့ကျွန်တော်တို့က pinot noir ဆိုလို့ရှိရင်ဘယ်လိုမျိုး character မျိုးရှိမလဲအေးတဲ့နေရာဒေတာဖြစ်တဲ့အတွက် alcohol ကလောဝကြီး high ဖြစ်နေရမျိုးမရှိနိုင်ဘူးနောက်တစ်ခုက acidity ကြီးနည်းနည်းလေး high ဖြစ်နိုင်ကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဆက်ဆက်တွေးခေါ်ပြီးတော့သုံးသပ်ရတာမျိုးပဲဖြစ်ပါတယ်အကယ်၍ကိုက di region နဲ့ရင်းနှီးမှုမရှိသေးဘူးဆိုရင်တော့မှ25%လောက်ကိုပုံနောက်နဲ့တွေးပြီးတော့သုံးသပ်လို့ရနိုင်တာမျိုးပဲဖြစ်ပါတယ်ဆိုတော့နောက်သင်ခန်းစာတွေမှာတခြားအကြောင်းအရာတွေကိုအသေးစိတ်အနေနဲ့ဆက်ပြီးတော့ သွားကြရအောင်ပါဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲတရားရှိအစပြီးတော့သင်ခန်းစာတွေကိုတက်နိုင်တဲ့လောက်အချိန်တိုင်းတာတစ်ခုလေးပေးပြီးတော့တင်ဆက်ပေးသွားဖို့ရှိပါတယ်ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှပြန်လည်ပြီးတော့တွေ့ပါအောင်